လူတွေနဲ့စကားပြောဆိုတဲ့အခါ flow လေးအတိုင်းပဲပြောဆိုပါအစင်မပြေချောင်းပြောနေတဲ့သူကိုသူပြောတာသေချာနားထောင်ပေးပြီးကိုလည်းထပ်တူခံစားနေရချောင်းပြောပြီးနှစ်သိမ့်လိုက်ပါကိုချင်းစာစိတ်နဲ့နားထောင်ပြီးအလိုက်တင်လေးသာပြောဆိုပါဒါကအေးချမ်းပြီးတော့တစ်ဖက်လူအတွက်လည်းပိုအစင်ပြေစေပါတယ်တချို့သောသူတွေရဲ့ရင်ပွင့်စကားဟာစကလုံးအကြီးကြီးတွေနဲ့ ်သိအားပေးမှုကိုလိုချင်လို့မဟုတ်ပဲစိတ်လုံးကျုံတွေးထွေးခြင်းလို့သာဖြစ်တယ်ဆိုတာကိုသတိထားရပါမယ်လူတွေနဲ့စကားပြောဆိုရခါ flow လေးအတိုင်းပဲပြောဆိုပါ အစင်မပြေချောင်းပြောနေတဲ့သူကိုသူပြောတာသိချာနားထောင်ပေးပြီးကိုလည်းထပ်တူခံစားနေရချောင်းပြောပြီးနှစ်သိမ့်လိုက်ပါ ကိုချင်းစာစိတ်နဲ့နားထောင်ပြီးအလိုက်တင်လေးသာပြောဆိုပါ ဒါကအေးချမ်းပြီးတော့တစ်ဖက်လိုအတွက်လည်းပို့အဆင်ပြေစေပါတယ်။တချို့သောသူတွေရဲ့ရင်ဖွင့်စကားဟာစကလုံးအကြီးကြီးတွေနဲ့နှစ်သိမ့်အားပေးမှုကိုလိုချင်လို့မဟုတ်ပဲစိတ်လုံးချုံနှွေးထွေးခြင်းလို့သာဖြစ်တယ်ဆိုတာကိုသတိထားရပါမယ်။